အားလုံးပဲမင်္ဂလာပါနော်အခုကတော့အခုကတော့ Unify ရဲ့5.1အောက်မှာပါနေတဲ့ Business Concepts of Reflection ကြောင်းကိုပြောသွားမှာဖြစ်ပါတယ်ဒီမှာကတော့ Business Concepts of Reflection ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာခုနကလည်းပြောထားခဲ့ပါတယ်သူ့မှာသူ့မှာ learning objective လေး၄ခုပါတယ်ပေါ့နော်အဲ့ဒီအမှာအခုကတော့လောလောဆယ်ကတော့ဒီပထမဆုံးခေါင်းစဉ်ဖြစ်တဲ့ define the terms reflection reflecting thinking ဆိုတဲ့အကြောင်းကိုစပြောသွားမှာပါအဲ့တော့အဲ့မှာကတော့ခုနက ဟို objective မှာတော့ reflection နဲ့ reflective thinking လို့ပဲပါတယ်ပြီးမဲ့အခုလောလောဆယ်မှာတော့ तू က reflection နဲ့ပတ်သက်တာလေးလည်းပါမယ်နောက်တစ်ခါနောက်ထပ် terminology လေးလည်းပါအောင်လဲဆိုတော့ reflective thinking ဆိုတာဘာလေးလဲဆိုတာလည်းပါမယ်နောက်တစ်ခါ reflective practice ဆိုတာဘာလေးလဲဆိုတာလည်းပါမယ်အဲ့တော့စုစုပေါင်းကောင်းစင်တွေကတော့၃ခုဖြစ်သွားပါတယ်အဲ့တော့ကျွန်မပထမဆုံးအနေနဲ့ reflection ဆိုတဲ့ definition လေးကိုစပြီးတော့မှပြောမှာပါအဲ့တော့ reflection ဆိုတဲ့ definition လေးကတော့ဆရာမတို့ရဲ့စာအုပ်ထဲမှာဆိုရင်စာမျက်နှာ Educational Module ရဲ့စာမျက်နှာ143ရဲ့အောက်နာလေးမှာစပြီးတော့ပါပါတယ်။5.1.1 definitions of reflection reflective thinking and reflective brightness ဆိုတဲ့အောက်နာလေးနားမှာပေါ့နော်အောက်မှာ further definition ဆိုတဲ့အောက်မှာ reflection ဆိုပြီးတော့မှဆက်ပြီးတော့ပါတယ်အဲ့ definition လေးကိုပြောသွားပြတာပါအဲ့တော့ reflection ဆိုတာကတော့ဘလို့မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့ဘလို့မျိုးဘာသာပြန်မလဲဆိုတော့ तू ကဟိုအနည်းဆုံးပြောရမယ်ဆိုရင်တော့ပြန်ပြောင်းစဉ်း ်ကျင်သုံးသက်ချက်ပေါ့နော်အဲ့တော့စင်ကျင်သုံးသက်ချက်ဆိုတဲ့နေရာမှာမှကိုလုတ်ခဲ့တဲ့ practice တွေအကြောင်းကိုအဓိကထားပြီးတော့မှစင်ကျင်သုံးသက်တာဖြစ်ပါတယ် a process of reviewing an experience of practice အဲ့တော့ reviewing an experience of practice ဆိုတော့ကိုတွေးကြုံလိုက်ရတဲ့ကိုရဲ့သူနာပြုစုမှုတွေအကြောင်းကိုပြန်ပြီးတော့မှ review ပြန်ပြန်ပြီးတော့မှစင်ကျင်သုံးသက်တာဖြစ်ပါတယ်။ဘာအတွက်စင်ကျင်သုံးသက်ရတာလဲဆိုတော့ in order to describe analyze and evaluate အဲ့တော့ကိုလုတ်ခဲ့တဲ့လုပ်ရက်တွေအကြောင်းကိုသူက describe ပေါ်ပြခြင်းဖြစ်စေ analyze ပြန်ပြီးတော့မှဟိုစင်ကျင်သုံးသပ်ခြင်းဖြစ်စေနောက်က evaluation ဆိုတာလည်းပြန်ပြီးတော့သုံးသပ်တာကိုပဲပြောတာပါအဲ့ဒါတွေအကြောင်းကိုသုံးသပ်ခြင်းတဲ့အခါမှာပြန်ပြီးတော့ review ပြန်တွေးတဲ့ဟာပြန်ပြီးတော့မှစဉ်းစားတဲ့ဟာကို reflection လို့ခေါ်တာပါ to inform inform learning about practice ဒီ practice ကနေပြီးတော့မှကိုဗာရီလေးလာတင်ယူရရလိုက်လဲဆိုတဲ့ဥစ္စာကိုပြောပြခြင်းလဲဆိုရင်လည်း reflection ပြန်လုပ်ကြပါတယ်အဲ့တော့အဲ့လိုမျိုးလုပ်မယ်ဆိုရင်သူကဘာလုပ်ရလဲဆိုတော့ opening one's practice for other to examine အဲ့တော့ကိုလုပ်ခဲ့တဲ့အကြောင်းအရာကိုတခြားလူတွေကနေပြီးတော့မှပြန်စစ်ဆေးနိုင်မှုအတွက်ကိုကျမတို့ကအဲ့ဒါကို opening ပြောပြရတယ်တခြားလူသိသွားအောင်လို့ကိုကပြန်ပြောပြောပြရတယ်ဥပမာကျမတို့ဘယ် what time မှာဘယ် case လေးတော့ကြုံခဲ့တယ်အဲ့ case ကို manage လုပ်တော့ကတော့ဘလို့လားပုံစံလေးနေနဲ့လုပ်ခဲ့ပါတယ်ဆိုတဲ့အကြောင်းကိုပြန်ပြောပြရတယ်အဲ့လိုမျိုးပြောတဲ့အခါမှာ require ဘာတွေလိုအပ်မလဲဆိုတော့ courage ်တတိလိုအပ်တယ်ကိုပါလောက်ခဲ့လဲဆိုတာကိုကိုကူးမွင့်လင်းနဲ့ပြန်ပြောနိုင်ဖို့အတွက်ကိုတတိလိုအပ်တယ်နောက်က open mindedness ဆိုတာကစိတ်ကိုကူးမွင့်လင်းလင်းပြင်ဆင်ထားဖို့လိုအပ်ပါတယ်တဲ့အဲ့လိုမျိုးပြန်ပြောရဲတဲ့တတိစိတ်ကိုလည်းပြင်ဆင်ထားနိုင်တဲ့ကူးမွင့်လင်းလင်းပြင်ဆင်ထားနိုင်တဲ့တတိတွေရှိမယ်ဆိုရင် to take on boards and add on criticism ကိုလုံခဲ့တာမှန်မှန်ခဲ့တာလည်းရှိမယ်တချို့ဟာတွေမှာလိုအပ်ချက် ရှိခဲ့တာလည်းရှိမယ်တကယ်လို့လိုအပ်ချက်ရှိခဲ့လို့ပေါ့နော်ကိုယ့်ကို criticism ဝေဖန်ထောက်ပြတဲ့အခါမှာလည်းကိုကအဲစိတ်ကိုငါဝေဖန်ခံနိုင်ရမယ်ဆိုတဲ့စိတ်ကိုပြင်ဆင်ထားမှာဖြစ်ပါတယ်တဲ့ဒါကတော့ reflection ဆိုတဲ့ပြန်ပြောင်းစင်ကျင်သုံးသပ်ခြင်းရဲ့ definition လေးပါဆိုတော့နောက်တစ်ခုကကြတော့နောက်ကောင်းစဉ်တစ်ခုကကြတော့ reflective thinking မှာအဲ့တော့ reflective thinking မှာကကြတော့သူကဘာလေးတွေပါမလဲဆိုတော့သူက reflective thinking ရဲ့ definition လေးရကြတော့စာမျက်နှာ144ရဲ့ထိပ်ဆုံးသားလေးမှာရှိပါတယ် rational progressive interactive process ပေါ့နော် rational ဆိုတာကဟိုယုတ်တိရှိရှိစင်ကြယ်စင်လက်ပြပြေးစုံစုံနဲ့စင်ကြယ်စင်လက်ကြကြတွေးခေါ်သွားတာပေါ့နော် progressive interactive ဆိုတဲ့အဓိပ္ပာယ်ကကြတော့တစ်စက်မီးတစ်စက်ပြန်ပြောင်းပြီးတော့မှတွေးခေါ်သွားတဲ့ process လေးဖြစ်ပါတယ်တဲ့အဲ့တော့ thinking မှာမှာသူကတစ်စက်မီးတစ်စက်ဘယ်လိုမျိုးအသေးစိတ်ပြန်ပြောစဉ်းစားသွားမလဲဆိုတဲ့အတွေးခေါ်လေးကိုပြောပြတာပါ inference by cognitive and affective thinking skill အဲ့တော့ကိုယ့်ရဲ့ cognitive ဟိုညံရင်ညံသွေးပိုင်းဆိုင်ရာတိမှုအာရုံပိုင်းဆိုင်ရာရင်းနဲ့ရောနောက်ခါ effective စိတ်ခံစားချက်တွေနဲ့ရောပြန်ပြီးတော့မှတွေးခေါ်သွားတာဖြစ်ပါတယ်တဲ့အဲ့တော့အဲ့လိုမျိုး reflecting thinking လုပ်တဲ့အခါမှာတဲ့ often trigger by uncertainty uncertainty ဆိုတာကဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မှကိုယ်မှာမတိကျမှုတွေလည်းရှိတာပေါ့နော် in a specific situation ဒီအခြေအနေမှာကိုယ်ပါလေလောက်ခဲ့လဲဆိုတာကိုမတိကျမှုတွေရှိခဲ့တယ်ဆိုရင်အဲ့မှာဆိုရင်တော့ causing a state of awareness and disequilibrium states of awareness ကိုသိတာလည်းဖြစ်နိုင်တယ်တခြားခါလေးကြတာလည်း disequilibrium ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကို့မှာညှ့ကျင်မဖြစ်တဲ့အဆင်အနေတွေရှိနေတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတာနေပြီးတော့မှသူက which lead to interactive constructing process ဆိုတာကပြန်ပြောင်းဆင်ခြင်ပြီးတဲ့အခါကျတော့ constructing အတွေးခေါ်တွေးလိုက်တဲ့အချိန်မှာစနစ်တကျတိစောက်ပြီးတဲ့အခါကျတော့ follow by consolidation of knowledge ပြီးတော့မှအဲ့အဖြစ်ပြက်ကနေတဆင့်ပေါ့နော်ပင်နီယာမှားသွားတယ်ပင်နီယာ မှန်သွားတယ်ပေါ့เนาะဘန်လေးကိုတော့ဆက်လုပ်တင်တယ်ဒီညလေးကိုတော့ငါဘလို့ဖြစ်ပေးလိုက်ရင်တော့ကိုကောင်းသွားမှာပဲဆိုပြီးတော့မှကိုရဲ့အသိဉာဏ်ပညာတွေကို consolidation ဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာလဲဆိုတော့သူကအဲ့ဒါကိုပိုခိုင်မာအောင်လုပ်တယ်လို့ပြောချင်တာကအဲ့လိုမျိုးတွေပြန်ပြောင်းဆင်ခြင်တွေးခေါ်ခြင်းအားဖြင့်သူကဘာတွေရလာမလဲဆိုတော့ results in new creation ဆို new insight အသိပညာအသစ်တွေပေါ့နော် insight ဆိုတာကကိုကိုကိုတိတာတိလိုက်တာပေါ့နော်အသိအသစ်တွေဝင်လာမယ် change perspective ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှကိုမြင်တဲ့ရှူတောင်းနေရာလည်းပြောင်းလဲသွားနိုင်မှာဖြစ်တယ်အဲ့လိုမျိုးတွေ insight အစ်စ်တွေရလာမယ် perspective အစ်စ်တွေပေါ့နော် shutdown အစ်စ်တွေရလာမယ်ဆိုရင် independent decision making နောက်မှကိုယ်အလုပ်လုပ်တဲ့အခါမှာ decision making ဆုံးဖြတ်ချက်ချတဲ့အခါမှာပဲဖြစ်ဖြစ်နောက်က problem solving ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာပဲဖြစ်ဖြစ်သူက independent တခြားလူကိုမမီကိုပဲနဲ့လွတ်လွတ်လပ်လပ်ဆုံးဖြတ်ချက်ချတဲ့လွတ်လွတ်လပ်လပ်ဖြေရှင်းတတ်တဲ့အဆင့်ကိုရောက်ရှိလာမှာဖြစ်ပါတယ်တဲ့ ဒါကတော့ reflective thinking တွေးခေါ်မှုနဲ့ပတ်သက်ပြီးတော့မှဘယ်လိုပုံစံတွေတွေးခေါ်သွားရမလဲဆိုတဲ့ဥစ္စာကို definition လေးပြောပြသွားတာဖြစ်ပါတယ်။အဲ့တော့နောက်တစ်ဆင့်ကျတော့သူကပါလဲဆိုတော့သူက thinking ပြီးသွားပြီဆိုရင်တော့ practice တကယ်လုပ်ကြည့်ရတော့မယ်။အဲ့တော့ကျွန်မ definition ပြောသွားတဲ့အခါမှာ reflection အကြောင်းပါမယ် reflective thinking အကြောင်းပါမယ်နောက်တစ်ဆင့်ကျတော့သူက thinking ပြီးသွားတယ်ဆိုရင်သူက practice ဘယ်လိုလုပ်ရမလဲဆိုတဲ့ဥစ္စာလေးကိုပြောပြသွားမှာပါ။ ဲ့တော့ practice လုပ်တဲ့အခါမှာကျတော့သူကဘာတွေပါလာမလဲဆိုတော့ practice လုပ်တယ်ဆိုတာကတဲ့ ability to think about your action အဲ့တော့အဲ့မှာသူကဘာပြောချင်တာလဲဆိုတော့သူကကိုလုပ်ခဲ့တဲ့အလုပ်တွေအကြောင်း think about ပြန်စဉ်းစားကြည့်မယ်တဲ့ပြန်စဉ်းစားကြည့်ပြီးတဲ့အခါကျတော့ engage in the process of continuous learning ကိုလောက်ခဲ့တဲ့အလုပ်တွေအကြောင်းကိုပြန်စဉ်းစားမယ်စဉ်းစားပြီးတော့မှ continuous learning ဆိုတဲ့အဓိပ္ပာယ်ကကြတော့ဒီဟာတွေကနေတဆင့်ပေါ့နော်ရလာတဲ့ insight ကနေတဆင့်သူဟာလေ့လာသင်ယူမှုအသစ်တွေကိုစပြီးတော့မှလှုပ်သွားမယ်အလုပ်ကိုကြတော့သူက reflective practice လို့ခေါ်ပါတယ်တဲ့အဲ့တော့ပြန်ပြောမယ်နော် ability to think about your action ကိုလောက်ခဲ့တဲ့အလုပ်တွေအကြောင်းကိုပြန်ပြီးတော့မှစဉ်းစားနိုင်စွမ်းရှိတာနောက်တစ်ခါ engage in a process of continuous learning based upon the insight gained through this အဲ့လိုမျိုးပြန်တွေးလိုက်တာမျိုးတစ်ဆင့်ရရှိလာတဲ့ insight တွေပေါ်မှာအခြေခံပြီးတဲ့အခါကျတော့ဆင်ဆက်မပြတ်လေ့လာသင်ယူမှုလုပ်နိုင်သွားတယ်ဆိုရင်အဲ့ဒါကို reflective practice လို့ခေါ်ပါတယ်တဲ့အဲ့တော့ဒီမှာကျတော့သူက key rationale ကကျတော့ဗာပေးထားလဲဆိုတော့သူကအတွေ့အကြုံ experience အလုံးပေါ့နော်အတွေ့အကြုံတစ်ခုပဲရှိမယ်ဆိုရင်တော့သူဟာ not necessarily lead to learning လေ့လာသင်ယူမှုရယ်လို့မဖြစ်လာဘူးပေါ့နော်အဲ့တော့ဘာတွေလုပ်ဖို့လိုအပ်တယ်လဲဆိုတော့သူက deliberate reflection on bright experience ကိုယ့်ရဲ့အတွေ့အကြုံကနေတဆင့်ပြန်ပြီးတော့မှစဉ်းကျင်သုံးသပ်ပြီးတဲ့အခါကျတော့သူက deliberate reflection ဆိုတာကတောက်လျှောက်ပြန်ပြီးတော့စဉ်းကျင်သုံးသပ်ဖို့လိုအပ်တယ်လို့ပြောပါတယ်အဲ့လိုမျိုးပြန်ပြီးတော့မှစဉ်းကျင်သုံးသပ်လိုက်တဲ့အချိန်ကျတော့မှ allow to identify changes ပြောင်းလဲမှုတွေကိုသူကနေပြီးတော့မှရှာဖွေဖော်ထုတ်ပြီးတဲ့အခါကျတော့ similar future events နောက်ပိုင်းမှာအဲ့လိုမျိုးနဲ့တူညီတဲ့အဖြစ်အပျက်တစ်ခုကိုတွေ့ကြုံလိုက်ရတဲ့အခါမှာအဲ့မှာဘာတွေဘလို့လှုပ်တင်လဲဆိုတဲ့ဥစ္စာကိုသူကလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်တဲ့အဲ့တော့ reflective practice ကိုသူက perform comprehensively and honestly ပြပြဆုံဆုံနဲ့ရိုးသားစွာလုပ်မယ်ဆိုရင်အဲ့ဆိုရင်ကိုယ့်ရဲ့လုံဆောင်ချက်တွေက it will lead to improve practice ပိုကောင်းတဲ့အဆင့်ကိုရောက်ရှိလာမှာဖြစ်ပါတယ်တဲ့ဒါကတော့ reflective practice ရဲ့ definition လေးပါဆိုတော့ကျွန်မအားလုံးစုစုပေါင်းပြောသွားခဲ့တဲ့ဥစ္စာလေးတွေဟာ reflection ဆိုတာလေးကိုပြောသွားခဲ့ပါတယ် reflection ဆိုတာပြောပြီးပြီဆိုရင် reflective thinking ဆိုတာကိုပြောပါတယ်နောက်တစ်ခါ reflective practice ဆိုတဲ့ဥစ္စာလေးအကြောင်းကိုပြောသွားခဲ့ပါတယ်အဲ့ဒါပြီးပြီဆိုရင်တော့ဆရာမတို့ရဲ့စာအုပ်ထဲမှာဗားလေးတွေပါလဲဆိုတော့ example လေးတွေပါပါတယ် example မှာစုစုပေါင်း၃မျိုးရှိပါတယ် example ကိုကျွန်မမဖတ်ပြတော့ဘူးเนาะ ပထမဆုံး example ကကျတော့သူက superficial reflection ဆိုတဲ့ဥစ္စာလေးပါအဲ့တော့ superficial reflection ဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောချင်တာလဲဆိုတော့သူကအပေါ်ယံလေးပဲ reflection လောက်တာကိုပြောတာပေါ့နော်ကိုလုတ်ခဲ့တဲ့အလုပ်ကိုပြန်ပြောင်းဆင်ခြင်သုံးသပ်တဲ့အခါမှာတချို့ကကျတော့အပေါ်ယံလေးပဲလုံလိုက်တာမျိုးအဲ့ဒီအပေါ်ယံလေးပဲလုံလိုက်တဲ့အခါမျိုးကိုကျတော့သူကဘယ်လိုခေါ်လဲဆိုတော့သူက non reflector လို့ခေါ်ပါတယ်တဲ့စာမျက်နှာ144ရဲ့အလယ်လောက်မှာပါပါတယ် example မှာပထမဆုံး example ကကျတော့ superficial is reflection မှာအဲ့ဒီမှာသူက superficial reflection ကိုဘယ်လိုခေါ်သေးလဲဆိုတော့ descriptive reflection လို့လည်းခေါ်ပါတယ်အဲ့တော့အဲ့ descriptive reflection ကိုနောက်တစ်မျိုးခေါ်တာကြောင့် non reflector လို့ခေါ်တယ်အဲ့တော့ superficial အပေါ်ယံပဲလောက်တာဆိုတော့သူကတကယ်လည်း reflection လောက်လားဆိုရင်တော့မလောက်ဘူးပေါ့နော်မလောက်တဲ့အတွက်ကြောင့်မို့သူက non reflector လို့ခေါ်လိုက်တာဖြစ်ပါတယ်အဲ့တော့ very basic ပေါ့နော်လုံးဝအခြေခံအစစ်နဲ့ပဲလောက်တာ not reflection at all သူကလုံးဝပြန်ကြည့်မယ်ဆိုရင်တော့ reflection မလောက်တဲ့လောက်ကိုရှိတယ်ပေါ့နော် lastly descriptive ဘာဖြစ်တယ်ဆိုတာပဲပြောတာ now should not just be all what happened but ဘာတွေဖြစ်ပြသွားလဲဆိုတဲ့အကြောင်းအရာတော့သူမပြောဘူးနောက်က should include description of why those things happened ဘာကြောင့်မို့လို့ဒီလိုမျိုးတွေ why ဖြစ်သွားလဲဆိုတဲ့အကြောင်းအရာလည်းမပြောဘူးပေါ့နော်လက်ရှိရှိနေတဲ့ existing knowledge ကိုသိထားတဲ့အသိဉာဏ်နဲ့အခုဖြစ်လိုက်တဲ့အကြောင်းအရာတွေနဲ့ဂျာထဲမှာလည်းသူက different theory တွေနဲ့ပတ်သက်ပြီးတော့လည်း reference ပြန်ပြီးတော့မှဆင်ခြင်သုံးသက်တာမရှိဘူးအဖြစ်အပျက်ကိုဖော်ပြရုံနဲ့ဖော်ပြပြီးတော့မှ comment လည်းမပေးဘူး critic critic ဆိုတာကဝေဖန်သုံးသက်ချက်လည်းမလုပ်ဘူးဆိုရင်တော့အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့သူက superficial reflection descriptive reflection non reflector အစင်းလို့ခေါ်ပါတယ်အဲ့တော့နောက်ထပ် example တစ်ခုကကြတော့ဗာလဲဆိုတော့ medium reflection မှာ medium reflection မှာတော့ဒီမှာ example လေးတွေအများကြီးပဲပေးထားပါတယ် အဲ့ဒါ media reflection တမားကိုကျတော့သူကဘယ်လိုခေါ်လဲဆိုတော့သူက dialogic reflection လို့ခေါ်ပါတယ်တဲ့ dialogic reflection ကတော့ခုနက superficial reflection တက်ဆိုင်တော့သူကနည်းနည်းလေးတဆင့်ပိုတက်လာတာပေါ့ဘာအကြောင်းရောသူက reflection လုပ်လဲဆိုတော့ dialogue တွေကို reflection လုပ်တယ်အဲ့တော့သူကကျတော့ဘာတွေလုပ်လဲဆိုတော့ take a step back from what has happened and start ဘယ်အချိန်ကနေပြီးမှဘာတွေဖြစ်လိုက်လဲဆိုတော့ဥစ္စာနေပြီးမှအဲ take a step back ဆိုတာကတဆင့်ပြန်ပြီးတော့မှ နောက်ဆုတ်ပြီးတော့တွေးခေါ်လိုက်တယ်အဲ့လိုမျိုးတွေးခေါ်လိုက်ပြီးတဲ့အခါကျတော့ what has happened ဘာတွေဖြစ်ပြသွားတာလဲနောက်တစ်ခါဘယ်ကနေစဖြစ်တာလဲအဲ့ဒါကိုတွေးလိုက်တာပါတွေးပြီးတဲ့အခါကျတော့သူကဘာလုပ်တာလဲဆိုတော့အဲ့ဒီကနေတဆင်သူက explore thoughts အတွေးတွေအကြောင်း feeling ခံစားချက်တွေအကြောင်း assumption ယူဆချက်တွေရယ်ကိုတိထားတာနဲ့ကြားထဲမှာ gap ပေါ့နော်ဘလို့ kwa ဟာချက်တွေရှိနေတာလဲဆိုတာကိုစဉ်းစားတယ်ပြီးတော့အဲ့ဒါကိုလည်းသူက problem solving process တစ်ခုအနေနဲ့သုံးတယ် ။နောက်အဲ့ဒီအကြောင်းအရာတွေကိုနည်းနည်းလေးပို့စဉ်းစားလိုက်ပြီးတဲ့အခါကျတော့ reflector တွေပြောမှာမပါလို့လဲဆိုတော့ main sense of what has been learned from the experience ဒီအတွေ့အကြုံကနေတစ်ဆင့်ဘာတွေကိုလေ့လာသင်ယူလိုက်ရလဲဆိုတဲ့ဥစ္စာကိုလည်းသူတွေးပါတယ်။ Now future action might need to take place နောက်တစ်ချိန်ကြုံလာရင် future action ဘလိုပုံစံလောက်ဆောင်ရမလဲဆိုတာကိုလည်းသူကတွေးပါတယ်အဲ့တော့ तू ကခုနကပြောလိုက်တဲ့ superficial reflection တက်ဆိုင်တော့နည်းနည်းလေးပို့ပြီးတော့မှ तू က reflection လုပ်လိုက်တဲ့သဘောပါ ။ Now reflection တခုကကျတော့ deep reflection ပါ။အဲ့တော့ deep reflection မှာကျတော့သူကဘာတွေလုပ်ပြီးလဲဆိုတော့ example ကတော့အဲ့မှာအရှိရွယ်ပေးထားတယ်။စာမျက်နှာ145ရဲ့အောက်ဆုံးသားလေးမှာ deep reflection ကိုဘယ်လိုခေါ်လဲဆိုတဲ့ဥစားလေးသူစာလေးပါပါတယ်။အဲ့တော့ deep reflection ကတော့သူက critical reflection လို့ခေါ်ပါတယ်။ critical reflector အသေးစိတ်ပြန်ပြောင်းဆင်ခြင်သုံးသပ်တဲ့လူတွေပေါ့နော်။အဲ့တော့အဲ့လိုလူမျိုးကကြတော့သူကအဖြစ်ပြက်လေးတစ်ခုဖြစ်သွားပြီးပြီဆိုရင်သူကဘယ်လိုလုပ်လဲဆိုတော့ most step လုံးဝအတွင်းကြကြ နက်နက်ရှိုင်းရှိုင်းစဉ်းစားတယ်စဉ်းစားပြီးပြီဆိုရင်အဲ့ဒီအဖြစ်အပျက်ကနေပြီးတော့မှရလိုက်တဲ့အတွေ့အကြုံတွေကို तू က create a change in the person ဒီလူတယောက်ရှိမှ तू ကပြောင်းလဲမှုတစ်ခုဖြစ်သွားအောင် तू ကဖန်တီးလိုက်တယ် his or her views of self သူရဲ့ရှုထောင့်နေပေါ့နော် self ကို तू ဘယ်လိုမြင်လဲ relationship ကိုဘယ်လိုမြင်လဲ community sovereignty လက်တွေ့လှုပ်ဆောင်နေရတဲ့ဘဝမှာရောဘယ်လိုတွေကြောင်းလဲရမလဲ society မှာရောဘယ်လိုကြောင်းလဲရမလဲအဲ့ဒါတွေကိုလည်းသူကသူ့ရဲ့အတွေ့အကြုံတွေကနေတဆင့်သူကရှုထောင့်နေမှာကြောင်းတဲ့အထီကိုနက်နက်ဆန်းဆန်းတွေးခေါ်တာဖြစ်ပါတယ်တဲ့အဲ့လိုမျိုးနက်နက်ဆန်းဆန်းတွေးခေါ်လိုက်တဲ့အခါမှာ need to be aware of ဘာတွေကိုသိထားဖို့လိုလဲဆိုတော့သူက relevant source multiple perspective from context beyond the chosen incident လက်ရှိဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ကနေကြော်လွန်ပြီးတဲ့အခါကျတော့ multiple perspective shootout အမျိုးမျိုးဝနေပြီးတော့မှ relevant စီလျော်မှုရှိမရှိဆိုတာကိုသူကရှာဖွေစဉ်းစားမှာဖြစ်ပါတယ်တဲ့။နောက်အခုသူ landing လုပ်ဖို့ရွေးချယ်လိုက်တဲ့ incidents အဖြစ်အပျက်ကနေတဆင်ပေါ့နော်။ how will impact on other situation တခြားအခြေအနေမှာရောဘယ်လိုမျိုးအကျိုးသက်ရောက်နိုင်လဲဆိုတာကိုလည်းသူစဉ်းစားမှာဖြစ်ပါတယ်တဲ့။အဲ့တော့ဒါကတော့ deep reflector critical reflector တွေရဲ့အကြောင်းကိုပြောသွားတာပါ။ဆိုတော့အခုတည်းတည်းဆိုရင်ကျွန်တော် ဟို reflection ရယ် reflective thinking ရယ် reflective practice ရယ်ဆိုရယ် definition လေးတွေအကြောင်းပြောပါတယ်။ Now reflecting reflection လောက်တဲ့အခါမှာ reflection မှာ superficial reflection ရယ် medium reflection ရယ်နောက်တစ်ခါ deep reflection ရယ်ဆိုပြီးတော့မှ reflection လေး၃ခုရှိတဲ့အကြောင်းကိုကျွန်တော်ပြောသွားခဲ့ပါတယ်။အလောင်းစုစုပေါင်းစာမျက်နှာ143 144 145 146အထိပါခဏလေး break လုပ်လိုက်အောင်နော်